မြန်မာနိုင်ငံမှာဗုံးကျန်တိုက်ခတ်မှုတွေလူ့ကွင်ချိုးဖောက်မှုတွေခြေတင်ပြက်ပြက်ဖြစ်ပွားနေတဲ့ဖေဖော်ဝါရီအခြေအနေမှာကျင်းပမဲ့ရွေးကောက်ပွဲဟာလွတ်လပ်ပြီးတရားမျှတရွေးကောက်ပွဲဖြစ်မှာယုံနိုင်စာမရှိဘူးလို့မနစ်နိုမာ၁၀ရက်မှာကုလသမဂ္ဂလူ့ကွင်ဆိုင်ရာမဟာမိကြီးဗိုဂါထရက်ကပြောဆိုလိုက်တယ်လို့ AFP သတင်းမှာဖော်ပြပါတယ်။2021ခုနှစ်ဆရာနာသိမ်းပြီးမြန်မာအာဏာသိမ်းစစ်တပ်ဟာပြည်သူစစ်တွေစတင်ခဲ့ပြီးမဲ့ရွေးကောက်ပွဲတွေကိုပြန်လည်တင်းမြတ်ရေးအတွက်အခွင့်အရေးတစ်ခုဖြစ်ကြွကြော်နေတယ်လို့ဗိုဂါထရက်ကဆိုပါတယ်။ အာဏာသိမ်းမြန်မာစစ်ဆိုးရဟာဒီဇင်ဘာ28မှာစတင်မှုစီစဉ်ထားတဲ့ရွက်ောက်ပွဲတွေကိုငြိမ်းချမ်းလမ်းကြောင်းတစ်ခုပြည့်ကျွကျော်ခဲ့ပေမဲ့အတိုက်ခိုက်တွေထိရောက်ထားတဲ့နေပြည်တော်များစုမှာမဲပေးကွင်းပိတ်ပင်ထားသလိုစောက်ကြည့်သူတွေဟာလည်းရွက်ောက်ပွဲဟာစစ်အုပ်ချုပ်ရေးဆက်လက်တရှိနေမှုကိုဖုံးကွယ်ဖို့လက်ကွက်တစ်ခုပြည့်ပြချထားပါတယ်။စစ်တပ်ဟာရပ်ပက်ခွင့်ရေးကိုလုံးဝကန့်သန့်ထားပြီးတိုက်ခိုက်တွေကိုဖမ်းဆီးတာဒေသတွေကိုတပ်ဖြတ်တာတွေအဆက်မပြတ်လှုံ့ဆော်ခဲ့တယ်။ ပြည်သူစစ်ဘာရဲသားတွေကိုပြင်းထန်တဲ့ဘုံကျဲတိုက်ခတ်မှုတွေလှုပ်ဆောင်နေတယ်။အထူးသဖြင့်ရခိုင်ပြည်နယ်မှာဖြစ်ပွားနေတဲ့စစ်ပွဲတွေအပအဝင်လို့ကုလသမဂ္ဂလူ့ခွင့်ရေးဆရာမဟာမင်းကြီးဗော်ဂါထရက်ကပြောပါတယ်။ကံကောင်းစွာဖြင့်မြန်မာနိုင်ငံအခြေအနေဟာမီဒီယာတွေရဲ့အာရုံစိုက်တာကိုလုံးလုံးစွာမရရှိသေးဘဲပြည်သူတွေဒုက္ခရောက်နေစေဖြစ်ကအဲ့ဒီအချိန်မှာရုပ်ောက်ပွဲကျင်းပတာဟာမဖြစ်နိုင်ကြောင်းလည်းသူကဆက်ပြောပါတယ်။နိုင်ငံရဲ့စိတ်ပိုင်းတော်တော်များများဟာဘသူထိန်းချုပ်မှုအောက်မှာမရှိဘဲစစ်တပ်ကပိဋိပက္ခမှာပါဝင်နေပြီ နှစ်ပေါင်းများစွာပြည်သူတွေကိုဖိနှိပ်ထားချိန်မှာလွတ်လပ်ပြီးတရားမျှတလေလို့ဘလို့ပြောနိုင်မှာလဲဘလို့လို့ကျင်းပနိုင်မှာလဲလို့ Volga Truck ကဆိုပါတယ်။အာဏာသိမ်းမြန်မာစစ်အုပ်စုရဲ့ရွေးကောက်ပွဲကိုဆက်ကျင်ဆန္ဒပြသူတွေအပေါ်ထောင်နဲ့ဆယ်စုနှစ်တခုထိချမှတ်ခံရနိုင်တဲ့ဥပဒေပြဋ္ဌာန်းကစစ်တပ်ကဖမ်းဆီးတရားစွဲဆိုလျက်ရှိတယ်လို့လည်း AFP သတင်းထက်မှာကုလသအကြီးအကဲ Volga Truck ကပြောဆိုထားပါလေ။